ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားကြီး channel လေးကနေစေဝင်စားပွဲတဲ့တဲ့ရင်ဘူးရေမတမှုခင်ဖြစ်ရဲ့မန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမှာကတော့မိမိရဲ့ဇနီးတွေကိုညီရင်းနဲ့ဖောက်ပြန်နေတယ်ထင်ပြီးကောင်းတဲ့ဖိတခေါင်းမိရှုပစ်ခဲ့တဲ့ယောက်ျားဖြစ်သူရဲ့စင်ကျင်မဲ့စွာရက်ဆက်ရုံမှမူလို့မြည်ရတဲ့ စေဝင်စားပွဲတဲ့တဲ့ရင်ဘူးရမတံမုခင်ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့စံစားနားစင်အော်ပေးကြပါဦးခင်ဗျာတခါတည်းရင်မောင်အချစ်ဆိုတာကိုကိုနော်ပေါ့ပေါ့ကိုအဲ့လိုမဟုတ်တာလေမဆွဆွဲနဲ့ဆွဆွဲတာမဟုတ်ဘူးကွာဆွဆွဲတာမဟုတ်ဘူးတိတိကြကြကိုပြောတာဟမ်ရှင့်ရှင့်ရှင့် ကျမကုံတိတ်ခါကိုစော်ကားတာပဲဘာတိတ်ခါလဲဘာစော်ကားတာလဲမင်းတို့နှစ်ယောက်ကြားမှာငါနွားကွာနွားနွားရှင်မဟုတ်တာတွေမပြောနဲ့တော့ကျမညီကြီးကိုဘာမှမတုတ်ပြန်ခဲ့ဘူးတငယ်ချင်းစင်ထက်မကြောလွန်းခဲ့ဘူးသူကျမကိုချစ်ရေးဆိုတဲ့အချိန်မှာပဲကိုကိုကိုတွေ့ခဲ့တာလေကိုကိုရဲ့ကလန်းချက်ကိုလက်ခံပြီးကိုကိုကိုပဲရွေးချယ်ခဲ့တာလေဒါတွေကိုရှင်မေ့နေပြီလားရှင်ယူနေလားမဟုတ်တာတွေမဆွဆွဲနဲ့တော့ မင်းကညံသိကောင်းတာကိုကွာဟမ်တစ်ချက်ခုံနှစ်ချက်ပြရွေးချယ်မှုပဲဟမ်ရှင့်ရှင့်ကဲဟာကဲဟာအခန်းတွင်းမှာအကိုဖြစ်သူကိုကိုမောင်နဲ့မကြီးဖြစ်သူပပလိုင်းတို့ရဲ့စကားများရဖြစ်နေတဲ့များကြောင့်လီကားမှာပြန်ဆင်းလာတော့ကိုကိုမောင်ရဲ့ဒူရီတော်ညီဖြစ်သူညီညီအောင်တယောက်စင်ညင်ညူးစွာနဲ့မိဖို့ဆောင်တဲ့ကိုဝင်လိုက်ပါလေကိုကိုဟောင်းမိမိနဲ့သူ့ရဲ့ဇနီးပပကို ်ဒင်းကမကင်းစွာဆွဆွဲနေခြင်းများကြောင့်မိမိကိုတွေ့ပြန်ရင်ပိုပြီးဆုံးမဆိုးတော့ကြောင့်အတမပြီးတော့ပဲထမင်းစားခဲနေမောရေခဲရေတပုကိုဆွေယူပြီးရင်မောခြင်းများပြေပြောက်စေရန်အတွက်ပူးလိုက်မော်တော်လိုက်ပါလိမ့်ခဏကြာတော့ချန်နယ်မှာကိုကိုရဲ့ကားကိုခက်ချင်ချင်မောင်းထွက်သွားတဲ့ကိုကြာရတယ်ညီကြောင်ကလည်းအပေါ်ကိုတက်ပြီးပပကိုဖြောင်းပြရင်ကောင်းမလားဒါမှမဟုတ်ပြန်ရင်ပဲကောင်းမလားဆိုပြီးခေတ္တစဉ်းစားနေပြီးတော့ မိမိဂျောင်းဝင်ကမှဘိုးစိုးနေမှာဆိုတာကြောင့်မိမိနဲ့ပါလာတဲ့ခီးဆောင်အေကိုယူပြီးခြံထဲကိုထွက်လာခဲ့ပါတယ်။ညီညောင်မောင်မန္တလေးမှာပြန်ရောက်လာခြင်းဖြစ်ပြီးရောက်ရောက်ချင်းအကိုဖြစ်သူထံကိုအငှကနဲ့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ခြံဆောင်ဦးထုကတော့ကိုကိုတို့လင်မယောင်စကားများရန်ဖြစ်နေကြောင်းပြောပါသေးတယ်။တော်တော်မိမိနဲ့ပတ်သက်လိမ့်မှာမထင်လို့အိမ်ထဲကိုဝင်လာခဲ့ခြင်းဖြစ်တယ်။ကိုကိုတို့အခန်းရှိကိုရောက်မှတော့မိမိနဲ့တိုက်ရိုက် ပတ်သက်တဲ့စကားများကြောင့်ကိုကိုမသိစေရန်ကိုကိုရဲ့နောက်မှထွက်ခွာခြင်းဖြစ်ပါလိမ့်။ယနေ့ညနေ6နာရီမှာလုံငိုင်းရှင်တို့နဲ့အကိုချင်းဆိုထားကြောင်းညီညီမောင်တိထားပြီးဖြစ်တာကြောင်းအကိုတို့ရှိရကိုကန့်ငှလို့လိုက်သွားရန်သာရှိပါတော့တယ်။ဥထုအကိုကျွန်တော်ဝင်လာတော့ပြုံးမိသေးလား။မင်းလာတဲ့ကြောင်းပြောချင်ရဖို့နေနေသာသာကွာ။ခြံတကားဖွင့်တော့ကိုတော့နှီးလို့ဆိုပြီးကော့သွားသေးတယ်ကွာ။ ဒါဆိုရင်တော့တော်ပါသေးတယ်မိတော့ဒီချိန် channel မှာကြံနေခဲ့တာကိုဒီဘက်ကစိတ်ထင်နေပပောက်ကိုထမှန်ဆွဲချက်တင်ပေးလေဦးမေညီညောင်ကလေး channel ကထွက်လာပြီးအငါကားတစ်စီးကိုတားပြီးကိုကိုတို့ရှိရာစီကိုထွက်လာခဲ့ပါတယ်အငါကားပေါ်မှာလိုက်ပါရင် ပပကိုကိုနဲ့မိမိတို့ရဲ့သုံးပွဲဆိုင်အကြောင်းလေးကိုပြန်လည်တွေ့တော်နေပြီညီမြားကို မင်းမိမယူဖို့အစီအစဉ်တွေပါလေမရှိဘူးလားကွာဟာကိုကလေးဗျာညီကငယ်လေးဗျာအကူကရင်ယူမှာပေါ့ဟာဟာကောင်ရငါဒီနေ့ဒီနေ့အလုံးနဲ့ငွေကြီးတွေကြောင့်မှပဲရှိနေတာမိမယူဖို့မပြောနဲ့မိမငန်းဖို့တော့အချိန်မရှိပါဘူးဘယ်လိုလဲမိမရောရည်စားတွေပါလေမရှိဘူးလားကွာကြောင်းတက်နေပြီမတွေ့ဘူးဆိုရင်တော့မင်းတော်တော်ညံ့တယ်လို့ဆိုအောင်ပါနော်ဟာကိုကလေးဗျာရှိတော့ရှိတာပေါ့ ဒါပေမဲ့ကိုဘက်ကသာယူနေတာပါဗျာသူ့ဘက်ကတော့ဘာမှမတုံ့ပြန်ပါဘူးဗျာဟာမင်းဟာဘလို့ကြီးတော့ကွာရှင်းစမ်းပါဦးငါလည်းရည်စားကိစ္စဆိုဘာမှကိုနားမလဲဘူးဆိုတော့အကြံဉာဏ်တော့ပေးတယ်မှာမဟုတ်ဘူးပေါ့ကွာဒါပေမဲ့နားထောင်ကြည့်တာပေါ့ကွာอืมဒီလိုကိုကိုရသူကကျွန်တော်ကြောင်းပါပဲမေဂျာလည်းအတူတူပဲတငယ်ချင်းလည်းတငယ်ချင်းပေါ့ကျွန်တော်ကသူ့ကိုခြေရေးဆိုးထားတယ်သူကတော့ကျွန်တော်ကို တကယ်ကြီးလို့ပဲတတ်မှတ်နိုင်မယ်လို့ပဲအဖြစ်ပြီးတယ်လေအဲ့တော့ကျွန်တော်လဲဘာဆက်လို့အမှန်ကိုမသိပဲဖြစ်နေတော့ကိုရဒါဆိုမင်းကပဲညံ့တာလားဟိုကပဲတော်တာပဲလားမသိပါဘူးကွာအဲ့ဒီနောက်ပိုင်းကိုကိုရဲ့မွေးနေ့ဝယ်မောင်ညီကြီးရဲ့တကယ်ကြီးများလာရောက်ကြတဲ့ခါမောင်ကိုကိုတယောက်ပပကိုတွေ့ပြီးတော့ဆွဆွလန်လန်ဖြစ်ခဲ့ပါလိမ့်ပပဘက်ကလည်းညီကြီးကိုတကယ်ချင်းလို့သားသဘောထားနိုင်ပြီးကိုကိုကိုတော့ဖြင့်ဒီမရဲ့ချစ်သူဖြစ် ရွေးချယ်လိုက်ပါတယ်။ညီညီလေးအသက်ကွယ်သွားခဲ့တယ်။ဒါပေမဲ့ကျေနပ်ခဲ့ပါတယ်။မိဘများမရှိကြတဲ့ကောင်ကိုကိုဟာညစ်တွေအားထားရမဟုတ်ပါလား။မိမိပေါ်တာဝန်ကျေပွန်းလွန်းသောချစ်လွန်းသောအကုတ်တွေမိမိချစ်သောချစ်သူကိုပေးအပ်လိုက်ခြင်းအတွက်ကျေနပ်မိသည်တောင်။အခုတော့ကိုကိုကပပကိုမိမိနဲ့အထင်လွဲနေခြင်းပေါ်မှာမိခဲ့သူရှောက်လွှဲချက်ပေးရမလဲ။ကိုကိုဟောင်းပပကိုချစ်လွန်းလို့ ဒီလိုဖြစ်ရခြင်းကိုတော့ညီတီဆုံးဖြစ်ပါလိမ့်အခုရောက်ပြီဗျအတွေ့အကြုံတော့ညီညီမောင်ဒရိုက်ဘာရဲ့ခေါ်ဆန်းကြောင်းပြစ်ဆုပ်ပံကိုရောက်လာခဲ့ပါလိမ့်ကာကာရှင်ပင်ညီညီကားပေါ်မှာဆင်းလိုက်တယ်ကိုကုနဲ့မိတ်ဆွေများရှိအောင်စားတော့ဆိုင်နဲ့ကိုဝင်လိုက်ပါလိမ့်ဟာကိုကိုရဲ့ညီလေးပြန်လာပြီလားကွာလာကွာလာကိုကိုကညီညီကိုလမ်းခေါ်ပြီးသူ့ရဲ့နာမထိုင်ခိုင်းလိုက်တယ်ပြီးတဲ့နောက် ညီညီရဲ့ပခုံးကိုဖက်လိုက်ပြီးဒါကျွန်တော်ရဲ့အချစ်ဆုံးညီလေးဒူရီတော့ညီလေးပေါ့ဗျာကိုကိုအနေငယ်ထွေးနေပြီဖြစ်ပါတယ်သူ့ရဲ့မိတ်ဆွေများနဲ့ညီကိုမိတ်ဆက်ပေးနေပါတယ်တချိန်တည်းမှာပဲကိုကိုရဲ့ဟန်ဖုန်းမိသားပေါ်ထွက်လာပါတယ်ခါကြမှာဖုန်းကိုကိုကိုကဖြုတ်ယူလိုက်ပြီးတော့ဟယ်လိုဦးကိုကိုအောင်ပါဗျာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အခုပဲလာခဲ့ပါမယ်ကိုကိုရဲ့ထိတ်လန့်သွားသောအမူအရာကြောင့် အလုံးမင်းသက်စွာနဲ့ကိုကိုရဲ့စကားတံကိုမျှော်လင့်နေကြပါရင်ဘာနဲ့လဲကိုကိုရကိုကိုကညီလက်ကိုဆွဲပြီးအလင်းမြတ်မတ်တက်ရလိုက်ပါရင်ကဲမိတ်ဆွေတို့ကျွန်တော်ကိုခွင့်ပြုပါဦးကျွန်တော်အိမ်မီးလောင်နေတယ်လို့အကြောင်းကြားလို့တွားလိုက်ပါဦးမေဟာဟမ်ဗျာမိတ်ဆွေများလေးထိတ်ထိတ်ပြပြဖြစ်ကုန်ပါလိမ့်ညီကြီးရဲ့ယင်မလေး တော့ကတော့ဝင်ရောက်ကုန်နေကိုကိုဒီလေးစောက်တီးရမဲ့ပြာရခက်လို့နေပါလိမ့်ကိုကိုတို့အိမ်ဟာနှစ်ထပ်ကျွေးအင်းကြီးမို့မိတွေကတောင်းဟုံးနဲ့တောင်းလောင်လို့ကောင်းနေပါလိမ့်မိတကများဝိုင်းဝင်းနှိမ့်တက်လိုက်တဲ့ကြောင့်လကောင်းချမ်းကြီးဖြစ်ခြင်းကြောင့်လကောင်းတခြားဘယ်ကောင်မှမကူးဆက်ဖဲအင်းကြီးမောတချမ်းတော့လောင်ကျွမ်းတော်ပါလိမ့်တော်တော်ဦးကိုကိုမောင်ရဲ့ဇနီးဖြစ်သူပပလိုက်မောင်မိတွေမောင်ပြေဆုံးခဲ့ရပါလိမ့် မလောင်ငယ်ချင်းကလေးကပဲအိပ်ပျော်နေခဲ့ဟန်ရှိတယ်။ဒီမှာကအိပ်ရဲ့အနေထားနဲ့မိကျွမ်းနေတာကို တွေ့ကြရခြင်းပဲဖြစ်ပါတယ်။ဦးကိုကိုမောင်ကတော့အယူကြည်တူပမာစေတနီကိုပွေဖက်လျက်ကြည်ကွယ်နေရှာပါတယ်။ညီကြီးခမောင်မလည်းမကြီးလက်တော်တငယ်ချင်းလည်းဖြစ်တော်ပပလိုင်းတို့ယူကျုံမရောက်ဖြစ်နေရှာပါတယ်။မိလောင်မှုနဲ့ပတ်သက်ပြီးဆစ်ဆေးရအောင်ချန်ဆောင်ဦးထူရဲ့ပြောပြကြရအောင်ပပလိုင်းရဲ့အခန်းတွင်မှာ စတင်လောင်ကျွမ်းကြောင်းသိကြရပါတယ်။ဝါယာလျှော့ဖြစ်ခြင်းဆိုပြီးခံမှန်းယူဆကြကြပါတယ်။ကျွန်တော်ကဥကူကူမောင်ရဲ့အိမ်မီလောင်မှုဒေါ်ပပလိုင်းတည်ဆုံမှုကိုခြင်တွေ့ရတဲ့ရဲအုပ်စိုးခံပါ။ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်ကဥကူမောင်ရဲ့တူရီတော်ညီညီညီအောင်ပါ။နှစ်ယောက်သားလက်ဆွဲနှုတ်ဆက်လိုက်ကြပြီးတော့တယောက်ကိုတယောက်မိတ်ဆက်လိုက်ကြတယ်။အေးပြအခုလို့ဥကူကူမောင် အပြင်မှာရှိနေတဲ့ချင်းချင်းမှာအင်းကမီးလောင်ရဲဆိုတော့ဥကူမောင်ရဲ့အတွင်းပစ္စည်းတွေနဲ့ငွေတော်တော်များများကိုဆုံးရှုံးမှာပေါ့ဗျာနော်ဟာပေပြောကောင်းမလဲဗျာပါသွားလို့ကတော့ကျွန်တော်တို့ညီကိုညီအောင်လုံးဘဝပြတ်မှာဗျာညီညီအောင်ရဲ့စကားကြောင့်ရဲအိုးစိုးခံပေါင်းမျက်ခုံးတစ်ဖက် တွန့်ကွေးသွားရပြီးတော့ဖဲအခုတော့ရော မိတဲ့ပါမသွားလို့လားဗျဟုတ်တယ်ဗျာ ကံကောင်းကျွန်တော်မိမလောင်ငယ်နေရလောက်ကမှကျွန်တော်မန်းလေးသွားနေတော့ကိုကိုလည်းဘာစိတ်ကူးပေါ့လို့လည်းမသိပါဘူးဗျာရွှေတွေနဲ့ငွေအလုံးကိုဘန်းမအပ်ထားလိုက်မိတယ်ဗျာရဲဟုတ်ဆိုးခံပါညီကြီးရဲ့စကားများပေါ်မှာအာယုံစုနှစ်လိုက်ပြီးတော့တွေးတော်နေဟန်ရှိပါတယ်ဒါဆိုရင်စည်ရင်စည်ရတွေကရောအဲ့ဒါကြီးလည်းများသောအားဖြင့်ပွေးုံမှာပဲထားလိမ့်ရှိတဲ့ဆိုတော့မိတယ်မပါပါဘူးဗျာအင်းလေဒါဆိုရင်တော့တော်သေးတာပေါ့ဗျာ စကားဝိုင်းလေးမောင်ခိတ္တမြတိတ်ဆိတ်တော်ပြီကဲကျွန်တော်ကိုပြန်ဝင်ပြုပါဦးကိုကိုကိုမစောင့်တော့ဘူးလားဆရာကျွန်တော်လှုပ်ဆရာလေးတွေရှိလို့မနှက်ပြန်မှာပဲဘူးကိုကိုမောင်ကိုလာပြီးတွေ့တော့မယ်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အကိုကိုပြောထားလိုက်ပါမယ်မနှက်ဆရာလာမယ့်ချိန်လေးတစ်စိတ်လောက်ဩဟုတ်ကဲ့မနှက်9နိုင်လောက်လာခဲ့ပါမယ်ကိုညင်ကြီးလည်းရှိမှာမလားဟုတ်ရှိမှာပါနောက်တည့်ရက်မနှက်မှာတော့ကိုကို ညီကတော်တော်များတယ်ထင်တယ်နော်အေးရဝင်းနောက်ကြတဲ့အခုဖြစ်ဒီကိုညီကတတိပိစကားဆိုပါလိဟုတ်တယ်ညီကအခုစိတ်တွေရမ်းညင်းနေလို့ပါကွာကိုကိုရစိတ်ကိုလွတ်မပြပါနဲ့ကိုကိုရခန်းစားချက်ကိုညီနားလေပါလေဒါပေမဲ့တည်တဲ့သူကလည်းတည်သွားခဲ့ပြီကိုကိုရစိတ်ကိုကိုကိုမထိမ့်မနဲ့ထင်ရဆိုင်နေခဲ့ရင်ကိုတို့ခုဖြစ်သွားမှာပေါ့အဲ့ဒီခါကျတော့ကျွန်တော်ဘလို့နေရမလို့ဗျညီဖြစ်သူရဲ့စကားကြောင့် ကိုကိုမောင်တူဝေသွားရပြီးတော့ညီလေးကိုတင်းကျက်စွာဖက်လျက်ဟေးပါကွာအခုစင်ကျင်မှမယ်ဟဲ့လားငါညီစိမစင်းရဲစရာဘူးနော်ညီဖြစ်သူကိုကြောပြင်ကိုပုတ်ပြီးကတိပေးလိုက်ပြီးတော့နှစ်ယောက်တော့ကော်ဖီတူတူတောင်းနေကြပါလိမ့်ကျွန်တော်ကိုဝင်ခွင့်ပြုပါခွင့်တော်လို့ဝင်လာတော့ရဲအိုစုခန့်ကိုတွေ့လျက်ရတဲ့ခါညီညီမောင်ထိုင်ရန်နေရာပေးပြီးကိုကိုရဲ့မျက်နှာမှာလည်းအနှင်းငယ်မှိုင်းသွားတယ်ရဲအိုစုခန့်နဲ့တူ တခြားသောဧည့်သည်များလည်းပါလာခဲ့ပါတယ်။ဝုကကောမောင်ကိုပြောအောင်မှာတော့အာနာပါလေဗျာ။ဗျာခမရဘာကိုဆိုလိုတာလဲဗျ။ဒီလိုပါ။ဝုကကောမောင်ရဲ့အိမ်မိလာမှုတော်ဘဘလိုင်းတိဆုံမှုတွေနဲ့ပတ်သက်ပြီးသူယူသားရောမဖြစ်နိုင်ဘူးလို့ယူဆတဲ့အတွက်ပထမဆုံးမသိငါသူဖြစ်ချမ်းဆောင်ဥတုကိုကျွန်တော်တို့တိတ်နေထားတယ်မလား။ဟုတ်တယ်လေ။အခုရောနောက်ထပ်မြောင်ဘာရှိသေးလို့လဲ။ဟောဒါကဒီလိုပါ။ ဝိထုရဲ့ထွက်ချက်တချို့ကြောင့်ဒုတိယမြောက်မတင်ကားသူတယောက်ကိုကျွန်တော်တို့ခက်တော့ထိမ့်သိမ်းထားခြင်းလို့အခုလိုလာပြီးတော့ခွင့်တောင်းတာပါဘဲသူလဲခမရတို့ဘာတွေလုပ်နေတာလဲဝါယာလျှော့ဖြစ်တယ်မီးလောင်နေကျွန်တော်မိမအိတ်နေလို့မီးတွေပါသွားတယ်ဒါပဲပေါ့ဗျတာပြင်ခမရတို့ဘာတွေများထပ်ပြီးရှုပ်ချင်သေးလို့လဲဒေါသသိမ့်မကြည့်ပါနဲ့ဥကူကူမောင်ကျွန်တော်တို့မောင်တဝင်ရဆောင်ရွက်ရတာမို့ပါကိုကူမောင်မောင်လွတ်ထွက်သွားတဲ့စိတ်ကို ပြန်လဲထင်းချွတ်လိုက်ပြီကဲခမည်းတော်ကြိုက်တယ်လို့သာဆောင်ရွက်ပါတော့ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ညီညီရောက်ကိုခိတ္တခေါ်ဆောင်တော့ပြသည်ဘာဘာပြောလဲမခေါ်ဘူးမခေါ်ဘူးကျွန်တော်ညီမဘာပြမှာမရှိဘူးဗျခမည်းတော်ဘာတက်တယ်ပြတ်ချက်တွေနဲ့ဆွတ်ဆွတ်မလားဟမ်ကျွန်တော်ညီတရားခံပါလို့ဘလို့ခိုင်လုံးနဲ့တက်တယ်တွေအကြောင်းပြတ်ချက်တွေပြေးမှာတော့ရှူရှာရှာနဲ့မျက်နှာတစ်ပြင်လုံးနေမြန်ပြီးဒေါသတကြီးအော်ဟစ်လိုက်တော့ ဥက္ကုမောင်းကိုညီဖြစ်သူညီညီအောင်ကပြန်ပြီးတော့ဖြောင်းပြရပါတယ်ကိုကိုညီတို့ဘာမှမစိုးရင်ပါလေအမတ်တရားကဘာနဲ့မှဖုံးကွယ်လို့မရပါဘူးအမှန်တိုင်းဖြစ်မှာပါညီမဘာပြစ်မှမရှိတော့ညီယုံနေကိုကိုလည်းယုံနေမလားညီတို့ဘာမှမစိုးရင်နဲ့ညီထိုက်သွားပါမယ်ဟုတ်ပါတယ်ဥက္ကုမောင်းညီညီပြောသလိုပါပဲအမတ်တရားကိုရှာမတွေ့ခင်တန်တရားတရားခန့်ဖြင့်ခေတ္တခဏခေါ်ယူမင်းမြန်စစ်စစ်ယုံပါပဲ ်ဦးကိုမောင်မောင်ဘယ်လို့မှမပြောတော်လို့သာညင်နေလိုက်ရတော့လေစိတ်ထဲမှာတော့အတော့ကိုခံစားနေပုံရပါတယ်ညီဖြစ်သူရဲ့လက်ကိုဖြစ်ညစ်ပြီး မချစ်တင်တဲ့အကြည့်တို့နဲ့ကြည့်နေတော့ဦးကိုကိုမောင်ရဲ့ခံစားချက်မှမိမဖြစ်သူတည်ဆုံးစဉ်ကထက်ပုံမူထိခဲ့ဟန်ကပေါ်လွင်လွန်နေပါတယ်ဦးကိုမောင်ကညီကိုတော်တော်ချစ်တာပဲဗျာနော်ရဲဦးစိုးခန့်ရဲ့ပခုံးပေါ်ပြီးပြောလိုက်တော့သကောင်းကိုကြားတော့မှညီရဲ့လက်ကိုလွတ်လိုက်ပြီး ကျွန်တော်ညီလေးကမမွေးုံတမဲစောင့်ရှောက်လာခဲ့ရတာပါဗျာကျွန်တော်ကိုကျွန်တော်ထက်တော့ကျွန်တော်ရဲ့ညီကပို့ပြီးတော့အရေးကြီးပါတယ်ပြောရင်လည်းမျက်ရည်တစ်စက်ကမျက်ဝန်းထိပ်မှခုန်ဆင်သွားပါတယ်ညီဖြစ်သူမလေးအကိုရဲ့စကားများကြောင့်စိတ်တိခိုက်စွာကောင်းကင်သာငုံထားပါတယ်ဟယ်လိုဟုတ်ကဲ့ပြောပါရဲဦးစုခတ်မှာပြဘလို့ ဥကုကမောင်အင်ကိစ္စဟောဟုတ်ကဲ့ဟုတ်ကဲ့အခုပဲလာခဲ့ပါမယ်ဟုတ်ကဲ့ညီကြီးကလည်းခေါ်ခဲ့ပါမယ်ဘယ်အောင်ဖုံးလဲဆရာကျွန်တော်တို့ဘာတွေပြင်ဆင်ရမလဲအေးကွာညီကြီးအောင်ကိုလည်းခေါ်ခဲ့ဥကုကမောင်အင်မိလောင်မှုတွေတရားခံအစ်စ်ကဖြုံးချက်ပေးခြင်းလို့တဲ့အဲ့တော့တရားခံအစ်စ်ရှိတဲ့စီကိုတွားချဆုရဲဟုတ်စုခနဲ့တကွာညီကြီးပါဝင်တောင်းဝင်ရှိသူများလိုက်ပါလျက်မောင်းနေလာတော့ကားလေးမှာ ဦးကုကမောင်ရဲ့အိမ်ထဲကို ချိုးကွေဝင်လိုက်တယ်။အားလုံးအာတသိမ့်ဖြစ်လျက်နေပြီးအိမ်ထဲကိုဝင်လာကြပါတယ်။အိမ်ကနေမောင်အသိထိုင်ဆောင်နေတော့ဦးကုကမောင်ကို တွေ့လိုက်ကြရတယ်။ကုကုညီညီကိုနူတယောက်ကိုတယောက်ပြေးဖက်လိုက်ကြပြီးတော့ကုကုပြစ်တွေ့ခံယူရတဲ့တတိကုကုမှာရှိပါတယ်။ကဲအားလုံးမနားထောင်ပေးကြပါ။ကဲဦးစုံကန့် ခမရရင်စပြောဗျာခမရကိုလည်းချီးကျူးပါတယ်ရိုးရိုးစင်စင်မီးလောင်မှုတစ်ခုဖြစ်ပြီးဆုံးသွားလိမ့်မယ်လို့ထင်ခဲ့မိတဲ့ကိစ္စတစ်ခုကိုအမှုမှန်ရအောင်ဖော်ထုတ်နိုင်ခဲ့တဲ့အတွက်ခမရတော်ပါပြီလေဗျာတလောက်ကြီးလည်းမချီးကျူးပါနဲ့ဗျာတရားကိုနက်ဆောင်တဲ့သဘောပါပဲကဲဒီလိုပါကျွန်တော်တို့အားလုံးကမီးလောင်မှုဖြစ်အဆုံးသတ်လိုက်ကြဖို့လုပ်နေတော့မှကျွန်တော်ရဲ့မိခွန်းလေးတစ်ခုနဲ့ညီညီရဲ့ဖြစ်တစ်ခုကတန်တရားကိုမိစာမြင့်ပေးလိုက်တာပါပဲ အိမ်မီးမလောင်ခင်နှစ်ရက်ခန့်ကြိုတင်ပြီးအိမ်မှာရှိတဲ့ရွှေတွေငွေတွေနဲ့စည်ရင်စည်ရတဲ့အလုံးကိုလုံခြုံရမှာထားလိုက်တဲ့ဝူကိုကိုမောင်ဟာကျတော့တွေ့တန်တရားတစ်ခုဖြစ်ခဲ့တာပါပဲအဲ့နောက်ဥထုကိုစစ်စစ်လိုက်ပြန်တော့အခဲမဖြစ်မီနိုင်ပိုင်းတွင်မှာလင်းမယားနှစ်ယောက်ရံဖြစ်ကြတဲ့အကြောင်းကိုထပ်မံသိရပြန်တယ်အဲ့ဒီချိန်မှာညီညီလည်းအိမ်ထဲမှာရှိနေတဲ့ဆိုတော့ကိုလည်းသိရပြန်တော့ဒုတိယတန်တရားဖြစ်စရာကညီညီဖြစ်လာပြန်ပါတယ် အဲဒီမှာလည်းကျွန်တော်ကမြို့နယ်တရားသူကြီးမြို့နယ်ဆရာဝန်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှုတွေနဲ့တင်ပြပြီးတော့ခွဲစိတ်ကြီးရှုမှုတစ်ခုပြုခဲ့ပြန်ပါတယ်ဖြစ်ကျွန်တော်အလောင်းကိုဂူသွင်းသိမ်းညှို့ထားတာဆိုတော့ပြန်ပြီးစစ်စစ်လို့ရခဲ့တာပေါ့ဗျာမိလောင်ပြီးအမတ်တကယ်တည်ဆုံးသူဖြစ်ခဲ့ရင်သူ့ရဲ့တက်ရှုလမ်းကြောင်းတစ်လျှောက်မှာမိကိုမိုင်းနေရှိနေရမယ်ဒီလိုရှိမနေဘူးဆိုရင်တည်ဆုံးပြီးမှမိလောင်တိုင်းသွင်းခံရတာလို့ယူဆနိုင်မယ်အဲဒီတော့တေသူရဲ့လက်ချောင်းကိုပြန်ခွဲပြီးအသက်ရှူလမ်းကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ။ဘာမီကုန်းကွင်းမှာမတွေ့ရပဲဖြူစင်နေတာကို တွေ့လဲရပါလေ။အဲ့ဒီမှာနေမယ်ဒေါ်ပပလည်းဟာမိမလောင်ခင်မှာပဲတေဆုံနေနေပြီဆိုတော့တိလဲရတော့တာပါပဲ။ဒါကလူတက်မှုဆိုတာတေချသွားပြီဆိုတော့ဒီရခံကိုကျွန်တော်တို့ရှားပြီပေါ့။အဲ့ဒီမှာရင်ချန်ဆောင်ဥထုကိုထိမ့်သိမ့်ထားတဲ့ဆိုပြီးတည်ကျင်တဲ့ချက်တွေကိုစစ်စစ်ကြည့်တဲ့ခါမှာဥကူကမောင်ကိုယ်တိုင်ပဲဖြစ်နေတာကိုအချက်တော်တော်များများကထောက်ပြနေတာကိုတွေ့ရပါတယ်။နောက်ပြီး ဥကူကမောင်ကိုယ်တိုင်ရဲ့ အပြုံမှုတွေပြောဆိုတွေကိုသေချာလေးလာကြည့်တဲ့ခါမှာပို့ပြီးတော့သေချာသွားတာတွေ့ရတယ်ဗျ။တဘောကတော့ဗျာအခဲမဖြစ်မေနှစ်ရက်ကညီငယ်ကိုမန်းလေးလွတ်ပြီးဘန်းထဲမှာရှိသမျှငွေကြီးနဲ့အဖိုးတန်ပစ္စည်းတွေအနံထားလိုက်တာမျိုးတို့ဇနီးမယားတယောက်လုံးသေဆုံးသွားတာကိုပဆိုင်အေးတွေကြပြောသွားတာလောက်ပေါ့ဗျာ။ပထမတော့နှမျောတာပေါ့။နောက်တော့လည်းကိုနဲ့မထိုက်လို့ပေါ့လို့ပဲတဘောထားပါလေဆိုတဲ့စကားကိုတငယ်ချင်းတွေကြမှာပြောခဲ့တာမျိုးတို့စသဖြင့်ပေါ့လေ။ ။နောက်တော့သူသိချတဲ့ညီကိုတရားခံလုပ်ပြီးအဖမ်းပြလိုက်တဲ့ခါမှာတော့အခုတော့သူကိုယ်တိုင်ဖြောက်ချက်ပေးပြီးအဖမ်းခံတဲ့အထိဖြစ်လာတော့တာပါပဲ။ကဲကျွန်တော်ရဲ့ပိုင်းကတော့ဒါပါပဲ။အဲဘာကြောင့်ဘယ်လိုတော့ပပလိုင်းကိုတက်ပြခဲ့ရခြင်းအကြောင်းကိုတော့ဦးကိုကိုမောင်ကပဲဝန်ခံဖြောက်ချက်ပေးနေပြောပြပြီးတော့ဗျာ။အမှန်တကယ်တော့ကျွန်တော်ပပကိုတော်တော်ချစ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ညီလေးကိုချစ်သလောက်တမောက်ကိုမချစ်နိုင်ဘူးဆိုတော့ ေချာတိလာခဲ့တဲ့ချိန်မှာသူမကတချင်းအကျွန်တော်ညီလေးဆွဆွလန်းလန်းချစ်ခဲ့ရတဲ့မိန်းကလေးဆိုတော့တိလဲရတယ်အဲ့ဒီခါမှာသူမကိုချစ်လို့တဝန်တူတဲ့စိတ်ရဲ့ကျွန်တော်ညီလေးသူမကိုဆွဲလန်းနေသေးရင်ဆိုတဲ့စိတ်ရဲ့ပေါင်းစပ်မိပြီးတော့သူမနဲ့ကျွန်တော်မကြခဏစကားများရပ်ဖြစ်ခဲ့ကြပါတယ်နောက်ပိုင်းမှာတော့သူမဒီလောကထဲမှာ မရှိမှကျွန်တော်နဲ့ကျွန်တော်ရဲ့ညီလေးတို့စိတ်ဝမ်းမကွဲမှုကိုရနိုင်မယ်ဆိုတဲ့အတူရင်းနေမကြခဏဖြစ်လာခဲ့ပြီးတော့ အဲ့ဒီကအရာအလုံးကိုကြကြနနာ စီစဉ်ကွက်ချထားခဲ့တယ်။သူမနဲ့ကျွန်တော်စကားများရဲ့နေရာကနေစပြီးတော့သူမကိုအေးရထမကောင်းနေဖြစ်ပြီးအသက်ရှူရက်စီခဲ့တယ်။သူမသေးပြီဆိုတာကိုသိတာနဲ့သူမရဲ့ကောင်းမှာအမွေးတန်တန်ကိုစိုက်ထုတ်ပြီးမိထွင်းကြီးခဲ့ပါလေ။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများနဲ့ချင်းစုထားတဲ့စီကိုအများဆုံးကောင်းမောင်းပြီးတော့ထွက်လာခဲ့တော့တာပါပဲ။အဲ့တော့မှတော့အခုတော့ဖြစ်ဖြစ်ဒီဖြစ်လာတော့တာပါပဲ။ ဦးကိုကမောင်ရဲ့စကားများဆုံးသွားတဲ့ခါမှာညီဖြစ်သူညီညီအောင်မောင် အကိုရဲ့ချိန်ရင်မထိုင်ချလိုက်ပြီးအကိုရဲ့ခြေတော်များကိုဖက်ခါငိုကြွေးရင်းနဲ့ကို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 တို့ကျွန်တော်အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါမယ်ကျွန်တော်တို့လည်းအစအစအရာရာစိတ်ချပါ နောက်နောက်ကိုကျွန်တော်တို့ညီကိုကြမှာဘယ်တန်ရုံးစင်မှာဝင်မလာသေးအောင်တတိထကြရတာပေါ့ဗျာညီငယ်ရဲ့စကားတွေဦးကိုကိုမောင်ကျင်းနေသွားပြီးညီငယ်ရဲ့ကောင်းကိုယူရဆောပွတ်တက်လိုက်ပြီး နှုတ်ကန်းတောင်စင်းပေါင်းအပြုံးတစခိုးဝင်လာပြီးတော့မြက်ဝင်းတောင်စင်းတို့မှာတော့မြေကြီးသားများကခိုးဝင်လို့လာခဲ့ပါတယ်ဆေးသူဟုတ်ကဲ့စိတ်ဝင်စားပွဲတတိတံဝေကရပွဲအောင်ရမတန်ပူခင်ဖြစ်ရမဇလန်ကောင်းလေးကိုတင်းဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆီလက်ဆောင်စီစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ်ကျမ်းမာရေးဆီလက်ဆောင်စီစဉ်လေးကတော့ဆရာကြီးကောင်းမြတ်စိန်ကုသိုလ်ယူရေးသားပေးထားပါတော့ ယုတ်ဒီရဲ့လေးဖြဲခံရသူကိုအရေးပေါ်ကတင်ကုသနီလို့မိရတဲ့ကျမ်းမာရေးဆီလက်ဆောင်လေးပဲဖြစ်ပါတယ်ယုတ်ဒီရဲ့လေးဖြဲခံရသူကိုကတင်တဲ့ဤပညာကိုကျွန်တော်နဲ့ကျွန်တော်ရဲ့ညီညီမတွေအိနီးချင်းနေတာသိခဲ့မယ်ဆိုရင်အတွေ့အကြုံရှိတာခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့အမေစင်ရဲ့ကြီးစွာဒုက္ခမရောက်နိုင်ပါဘူးဒါလောက်မြန်မြန်ဆန်းဆန်းကြီးမသိနိုင်ပါဘူးအခုတော့ဖြင့်နောက်ကျသွားကြရပါပြီ ကျွန်တော်မေလေးဖြတ်ခံရလို့ဆုံးပြီးကမ္ဘောင်းယခုဖော်ပြမယ်ကေတင်တဲ့ဤပညာကိုရခဲ့ခြင်းဖြစ်ပါလိမ့်ကျွန်တော်အနေနဲ့ကတော့အမေရဲ့အတန်းနဲ့ရင်ပြီးရလိုက်တဲ့ကေတင်တဲ့ဤပညာပါပဲဒီအသိပညာအတတ်ပညာကိုကြားကြားခြင်းပါပဲဒီဆောင်ပေါက်ကို ရေးမယ်လို့ချက်ချင်းဆုံးဖြတ်လိုက်ပါလိမ့်တခြားသောလူတွေအမေလိုလေးဖြတ်ခံရပြီးဒုက္ခရောက်ခြင်းသိဆုံးအောင်ခြင်းမှာကင်းဝေးစေလိုသောစေတနာဟာအမှန်တကယ်ဖြစ်ပေါ်လာခဲ့ပါတယ် ကျွန်တော်မေးဆုံးသွားပြီးတော့မှကျွန်တော်တို့အောင်မင်္ဂလာရက်ွက်တွေကဥတန်ငွေလေးဖြတ်ခံကြရပါတယ်ဥတန်ငွေကလည်းအမေလိုပဲလေးဖြတ်ခံကြရပါတယ်ဒါပေမဲ့ဥတန်ငွေလေးဖြတ်တဲ့အချိန်မှာနေ့စနေ့တကြပြုစုကုသပေးမဲ့သူ အနိဒာမှာရှိခဲ့ပါတယ်အဲ့ဒီလူကကတင်ခဲ့လို့ယခုဥတန်ငွေဟာလူကောင်းပကတိတော်လာလောက်ကင်လျက်ရှိပါတယ်ကျွန်တော်ဟာတိတိကျကျတည်ရအောင်ဥတန်ငွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဝတ္တံဝေယဇနီတော်ရေးသိင်းနဲ့လည်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ကျွန်တော်နဲ့ငယ်စဉ်ကလေးကယင်းနီးခင်မင်ခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။နောက်တစ်ရက်မှာတော့ကျွန်တော်ထံကလေဖြတ်တာကေတင်ကုသနီဆောက်ရွက်လေးရောက်ရှိလာပါတယ်။မူရင်တိုင်းဖော်ပြပေးလိုက်ပါတယ်။စာဖတ်သူများလည်းစင်ပွားတနာကောင်းမှုတူကိုပြုနိုင်အောင်လို့ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ယုတ်တိယလေဖြတ်ခံရသူကိုသွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနီပထမအရေးကြီးဆုံးချက်မှာလိဖြတ်တော်လူနာကိုအေကံရေကျိုးကံအိနာကံစသဖြင့်မြည်သည့်နေရာမှာ ဖြစ်စေဖြစ်တဲ့နေရာမှာရွှေပြောင်းတည်မှခြင်းလုံးဝမပြုလိုပါဘူးအေကံတုကဲ့သို့ချက်ချင်းရွှေပြောင်းတည်ဆောင်မှာကလှုပ်ရှားခြင်းတန်ကားဆောင်ခြင်းတန်များကြောင့်ဥနောက်သေးကြောလေးများကိုပို့ပြီးတော့လင်းမြန်စွာပေါက်ကွဲစေပြီးလူနာရဲ့ခြင်းတွေကိုပို့ပြီးတော့စိုးစေပါတယ် ။ဒါကြောင့်လူနာကိုမိတိနေရာကိုမှပြောင်းရွှေ့ခြင်းမပြုလုပ်ပါနဲ့။လူနာကိုဖြစ်တဲ့နေရာမှာပဲအသာထုပေးပြီးပြန်လဲကြမသွားစေရန်အသာမှိတ်ပြီးတော့မှာထားပေးပါ။ထို့ကဲ့သို့ထုမပြီးပြီးချင်းပိုးတက်ထားတဲ့စီထုအနဲ့တော်၎င်းမိခင်ပြီးတော့လက်ချုပ်အပ်ထိပ်ဖြားနေတော်၎င်းလူနာရဲ့လက်ချောင်းစေချောင်းထိပ်ဖြားကို ဖောက်ပေးပါ။ပေစီကတွေးစားတစက်စီ ထွက်လာအောင်ဖောက်ပေးပါ။ လွိဇက်ပဲစီဝါခန့်ထွက်မထွက်ခိတ္တဆောင်ကြည့်ပါတကယ်လို့လွိမထွက်ပါကောင်းလွိထွက်လောလက်နဲ့ညှစ်ထုတ်ပေးပါလက်ချောင်းတိုင်းလွိတဝက်စီထွက်သွားပြီးမိနစ်ပိုင်းတွင်လုနာပြန်လဲတတိယလာပါလိမ့်မယ်တကယ်လို့မြောင်းလုနာပါဇက်ရွှေ့သွားပါကောင်းလုနာရဲ့နေရနှစ်ဖက်ကို နီလာတဲ့တိုင်အောင်ပွတ်ဆွဲပြီးတော့ခြေပေးပါနီလာဘကနေရရဲ့အပိုင်း နာဖောက်တဲ့နေရာမှာပိုးတက်ထားတဲ့အက်နဲ့တစ်ဖက်ကိုနှစ်ချက်စီဖောက်ပေးရပါမယ်။နေရွက်နှစ်ဖက်လုံးမှာတွေးဆက်နှစ်ဆက်စီပေးစီကန်ထွက်လာပြီးမိနစ်ပိုင်းတွင်ပွားရွက်ရမှာပြန်ပြီးတော့တည်သွားပါလိမ့်မယ်။ထိုလူနာပုံမှန်ခြင်းတွေကိုရောက်အောင်ဆောင်ပြီးတော့မှစေယုံကိုလူနာကိုပို့ပေးပြီးလူဝက်တဲ့စေကုသမှုကို ခံယူပါစေ။ထိုကဲ့သို့ရှေးဥစွာပြုစုပြီးတော့မှ စေကုသမှုခံစေပါကအကျော်တည်ခြင်း ကိုတချမ်းတည်ပြီးခြေလက်လုံးမရခြင်း၎င်းမပြီးမသားဖြစ်ခြင်းတို့မှလုံးဝကင်းလွယ်စေပါလိမ့်မယ်ဒီနေ့မှလက်တွေ့ပျောက်ကင်းသက်သားစေသောနှီးလန့်ဖြစ်ပါလိမ့်ဒီနေ့ကိုလူများလေးဖြတ်ခြင်းဝေဒနာမှာကင်းဝေစေရန်အတွက်မြတ်သားစေတနာနှင့်ကုသိုလ်ပြုလိုက်ပါလိမ့်ထိုနည်းကိုမိမိတို့နှိစက်ရောင်းအတိမိတ်ဆွေများထံကိုထက်ဆင့်ဖြန့်ဝေခြင်းဖြင့်ကုသိုလ်ယူကြပါဒီနေ့ကကိုတွေ့လက်တွေ့လူနာကို ြုစုပေးခြင်းဖြင့်ရန်တုံးပြည်အောင်မြင်သောနိလန့်ဖြစ်ကြောင်းအမခံပါတယ်ဒီကုသနည်းကိုတရုတ်နိုင်ငံမှပြဖို့တော့ကုသနည်းမှဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးနှစ်ယောက်လုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲတည်တည်ရင်ဘူးရမတန်မူခင်ဖြစ်ရမဇလန်ကောင်းလေးကိုမင်းသား channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို အထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment ပေါင်းဝင်ရောက်ဆွေးနွေးညှိခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကို ကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တော်ကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မိသားစု channel လေးကနေထူးခြားဆန်းခြင်းလိုပါဆန်းခြင်းဒေရရင်ဘူပရာလောက ခမိယယမတံဘုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခမညာ